ကတက္ကရာတီကိုပြောင်းပါလေအဲ့လိုပြောင်းတဲ့အတွက်တချို့လူတွေမှာအကန့်အထူးကောင်းစရာရှိပါတယ်ဘလို့လူတွေကန်ကောင်းနိုင်တယ်လဲလို့ပြောရင်ဘာသာရေးတည်တည်ချာချာလုပ်နေတဲ့လူတွေပေါ့နော်ဒါကန်ကောင်းနိုင်ပါတယ်အကုသို့ကင်းနေတဲ့လူတွေဒါကလက်ရှိ နော်ကုသိုလ်အကျိုးပေးနိုင်တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမအနေနဲ့ကြာသပတိကျူပြောင်းလဲမှာအားလုံးစုစုပေါင်း58ရက်ကြာပါတယ်အဲ့ဒါကြောင့်ကျမက58ရက်အတိတ်တန်ပေးပြီးတော့နော်ဒီကြာသပတိကျူအပြောင်းလဲမှာကန်ကောင်းတဲ့နေရာမှာကိုကပါအောင်လို့နော်ကိုရဲ့ဟိုကန်အခုချိန်မှာကန်အားနေနေတယ်ဆိုရင်တော့မှဒီကြာသပတိကျူအပြောင်းလဲမှာ နော်ကောင်းမှုကောင်းကုသိုလ်လေးတွေကောင်းမှုကုသိုလ်ဆိုတဲ့နေရာမှာဒါနတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဒါနသီလဘာဝနာပေါ့နော်အဲ့ဒီကုသိုလ်၃မျိုးကိုကျမတို့ကမပြတ်မကွက် ဆောင်ရွက် နေတယ်ဆိုရင်ဒီကြာသပတိချူအပြောင်းလဲမှာကိုယ့်ရဲ့နော်အလုတ်ကံကောင်းသွားမယ်ငွေကြေးကံကောင်းမယ်ပညာရေးကံကောင်းမယ်နော်ဒါအပြင်ကိုက အကုသူတွေရှေ့ဘဝကိုလက်ချံဘဝတွေမှာရှေ့ချံနေတဲ့ဘဝတွေမှာအကုသူတွေကင်းနိုင်တဲ့ ကင်းသွားမယ်ကိလေသာတွေကိုပယ်နဲ့ပယ်တတ်နေတဲ့လူတွေကလည်းကိလေသာကိုပယ်တတ်နိုင်တဲ့အဆင့်ထိရောက်နိုင်မယ်လို့ကျွန်မက ညွန်မှန်းယူဆပါတယ်ဒါကြောင့်ကျမက58ရက်အတိတ်တန်ကိုကျမပြီးပါတယ်58ရက်အတိတ်တန်ကဒီနေ့နဲ့ဆိုရင်တော့14ရက်မြောက်ရှိပါပြီအဲ့တော့ချက်သောသူတွေကိုကျမတခုပြောချင်တာအဲ့ဒီ58ရက်အတိတ်တန်ကိုမတိလို့အခုမှစပြီးဝင်ရမယ်ဆိုရင်လေဝင်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်အခုခေတ်ကာလကကျမတို့မြန်မာနိုင်ငံတခုတည်းတွေမဟုတ်ပါဘူးเนาะကမ္ဘာနိုင်ငံတွေမှာကက်ရှိနေပါတယ်เนาะဒီ2025နှစ် ကုံထီကျမတို့ဟိုကံကလေဘယူဆရမယ့်အနေထားတွေရှိနေပါတယ်ဂျိုးနေထားတွေနော်ကဘာကြီးရဲ့အနေထားတွေရဂယူဆရမယ့်အနေထားတွေရှိနေပါတယ်ဒါကြောင့်ဒီကာလမှာ58ရက်အဋိဋ္ဌံလေးကိုတော့ကျမကဖြစ်အောင်ဝင်စေချင်ပါတယ်နော်ဒီကနေ့မှာဆက်ပြီးတော့ဝင်ရမယ်ဆိုလေ58ရက်အဋိဋ္ဌံကိုဝင်ဖြစ်အောင်ဝင်ပါကျမအနေနဲ့လေ58ရက်မှာကျမကနေ့အလိုက် ဒီနေ့ကတော့ဘယ်လိုနက်ခတ်ရှိတယ်ဘယ်အချိန်ကတော့အမောင်ချိန်ဖြစ်တယ်အဲ့လိုအမောင်ချိန်တွေကိုကြော်ပြီးတော့နော်ကိုယ့်ရဲ့ပြောမယ်ဆိုရင်တော့ need a light ကိုကိုဒီအဋိဌာန်ကတပတ်စာပေးထားတဲ့အဋိဌာန်မျိုးမဟုတ်ဘူးကျမနေ့ချင်းအလိုက်ကျမတွက်ပြီးတော့ပေးနေတဲ့အဋိဌာန်ဖြစ်ပါတယ်ဒါကြောင့်ဒီအဋိဌာန်ကเนาะပြောမယ်ဆိုတော့ဒီရေရာတွေထဲမှာတော့ဒီအဋိဌာန်ကောင်းတဲ့ဒီ အတိတ်ထံယတရားကတော့အထီရောက်ဆုံးအသက်ရောက်ဆုံးပါเนาะအဲ့တော့ဘလူကန်တရားအခြေအနေမျိုးပါပဲရှိပါစေဒီ58ရက်မှာ ကုသိုလ်ကောင်းမှုတွေကိုဇတိုက်ပြုနေမယ်အကုသိုလ်ကင်းအောင်နေမယ်ဆိုရင်ဘဝရှိလာမယ့်အနာဂတ်ဘဝဟာအခုထပ်ပို့ပြီးတော့ကောင်းနိုင်နေဆိုတာကိုကျွန်မက ရဲရဲကြီးအာမခံနိုင်ပါတယ်เนาะကျမတို့ဘီရင်ဆရာတွေကဘီရင်ဟောရတာက အတိတ်ကကံကိုပဲကျမတို့ကကြည့်ပြီးဟောရတာပါ အတိတ်ကကံက90ရာရင်လုံးရှိပါတယ်လက်ရှိပစ္စုပန်ကံကဉာဏ်နဲ့ဝိရိယပေါ့နော်လက်ရှိပစ္စုပန်ကံက90ရာခိုင်နှုန်းရှိပါတယ်အဲ့ဒီ90ရာခိုင်နှုန်းကိုမှပေါင်းဆက်ပြီးတော့ကျမတို့က ဟောရတာပါเนาะဂျူနီထားတွေကောင်းကင်မှာဖြစ်နေတဲ့ဂျူနီထားတွေရဲ့ကိုယ့်ရဲ့မွေးစာတာမှာရှိနေတဲ့ဂျူတွေကိုကျမတို့ကရှင်ပြီးတော့ကျမတို့ကဟောရတာဖြစ်ပါတယ်အဲ့တော့ကျမကိုယ်တိုင်လည်းဒီ58ရဲ့အဋိဌံကိုကျမကိုယ်တိုင်လည်းနေ့စဉ်လုတ်ဆောင်နေပါတယ်အဲ့တော့ချစ်တော်သူများကိုလေဒါလေးကိုလုတ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့တော့ဒီအခု ပေါ့နော်နိုဝင်ဘာလ၁ရက်နေ့ကနေစပြီးတော့ကျွန်မပြောပါမယ်အဲ့တော့နိုဝင်ဘာလ၁ရက်နေ့မှာစိုးမိုးတဲ့ကနန်းတွေကိုလေကျွန်မပြောပါမယ်နော်တချို့လူတွေကထီထိုးခြင်းနဲ့ဆိုလေဒီကာလမှာထီပေါက်နိုင်တဲ့နော်ကာလဖြစ်တဲ့အတွက်ကျွန်မပြောပါမယ်နိုဝင်ဘာလ၁ရက်နေ့နိုဝင်ဘာလ၁ရက်နေ့၂ရက်နေ့၄ရက်နေ့၅ရက်နေ့၆ရက်နေ့9ရက်နေ့ ဲ့ဒီနေ့အားလုံးဟာနော်ဒီငွေကြေးထီကနန်းပေါ့နော်ထီပေါက်နိုင်သောကံကြီးရှိနေတဲ့နေ့တွေဖြစ်တယ်နော်အဲ့တော့ပြန်ပြောပါမယ်ထီထိုးဖို့ကောင်းတဲ့ရက်ကောင်းနေရတော့တရက်နှစ်ရက်လေးရက်၅ရက်၆ရက်9ရက်တွေဖြစ်ပါတယ်နော်9ရက်ကနေပြီးတော့ဒီပြောမယ်ဆိုလို့ရှိရင်တော့တရက်နေ့ကနေပြီးတော့9ရက်နေ့အတွင်းမှာတရက်နှစ်ရက်၃ရက်နေ့မပါဘူး၄ရက်နေ့ပါတယ်၅ရက်၆ရက်9ရက် ဇက်တိုက်ပါပဲเนาะအဲ့ဒီရက်တွေကတော့ထီထိုးမယ်ဆိုရင်ထီကန်ဆန်းလို့ကောင်းတဲ့ရက်တွေဖြစ်ပါတယ်အဲ့ဒီကာလတွေမှာထီထိုးမယ်ဆိုလို့ရှိရင်เนาะเนาะထူရမယ့်ခဏန်းတွေက6ခဏန်း9ခဏန်း3ခဏန်းနေအကောက်ပါတယ်6ခဏန်း9ခဏန်း3ခဏန်းနေအကောက်ပါတယ်6ခဏန်း9ခဏန်း3ခဏန်းနေအကောက်ပါတယ်ထပ်မံဖြည့်စွရမယ့်ခဏန်းဆိုလို့ရှိရင်တော့9ခဏန်းပါเนาะအဲ့တော့ပြန်ပြောပါမယ် 6ကနန်း6ကနန်း3ကနန်း5ကနန်းနေအကောင်းပါတယ်အဲ့ဒီနေ့ဒီမှာဒီကျမပြောတဲ့နေ့တွေနဲ့အကောင်းနဲ့ကနန်းတွေကိုထိုးမယ်ဆိုလို့ရှိရင်တော့ထိပေါက်နိုင်တဲ့ရာခိုင်နှုန်းကပို့ပြီးတော့တိုးသွားနိုင်ပါတယ်အဲ့တော့ကျမဆက်ပြီးတော့ဟောပါမယ်เนาะအဲ့တော့ယရိယာကိုကျမအပတ်စဉ်ယရိယာကိုကျမဘယ်မှာ ဒီနေ့လိုက်ရေတရားကိုကျွန်မပြောသွားမယ်ပေါ့နော်ဟုတ်ပြီတပတ်လုံးကန်ကောင်းအောင်ဘယ်လိုနေရမလဲဒါကတော့ကျွန်မအခုပေးနေတဲ့အတိတ်တန်ရေတရားလေးတွေကိုကိုက48ရက်စလုံးမလုပ်နိုင်ဘူးဆိုရင်တောင်မှနော်ကျွန်မရဲ့ page မှာနေ့တိုင်းဝင်ကြည့်ပြီးတော့ဥမာပေါ့နော်ဒီနေ့ဆိုရင်ကျွန်မ day 14 14ရက်နေ့အတွက်ကျွန်မတင်ခဲ့တာရှိပါတယ်เนาะဒီ14ရက်ဘာအတွက်တင်ထားတာလဲဆိုလို့ရှိရင်ဒီကိစ္စမှာကျွန်မက ကျွန်မတို့เนาะဒီမြန်မာနိုင်ငံမှာဆိုရင်တော့31ရက်နေ့ပေါ့เนาะကျွန်မတို့ရှိမှာလေ31ရက်မနက်အစောပေါ့မြန်မာနိုင်ငံမှာတော့31ရက်ညနေပိုင်းပေါ့เนาะညပိုင်းပေါ့เนาะအဲ့တော့ကျွန်မဒီနေ့မှာ31ရက်နေ့မှာဆိုရင်ကျွန်မဟိုညွန်ပေးထားတဲ့အဓိဋ္ဌာန်ရည်တရားမှာပြုလို့ရမယ်เนาะလူတန်းရမယ်เนาะဖျားရှိခိုးသီလယူတာเนาะကိုးပါးသီလပတိ sorry ဂုံတော့ကိုးပါးပတိတပတ်ပူဇော်ဖို့ရယ်နောက်မြတ်တာတော့ ပူဇော်ဖို့ရဲ့နောက်တရားထိုင်မှုပေါ့နော်တရားထိုင်မှုရဲ့ပြီးတော့ဂုံတော်ကွန်ချာကိုကိုးခေါက်ပူဇော်ပြီးတော့နော်မဟာဝေဒဗန္နန်တော်ကြီးကိုတစ်ခေါက်ပူဇော်ဖို့ကျွန်မ ညွှန်ပေးထားတာရှိပါတယ်เนาะအဲ့ဒါကိုလေဒီနေ့မလုပ်ရသေးဘူးဆိုရင်ဒီ live ကိုကြည့်ပြီးတာနဲ့ဒါလေးကိုလုပ်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်နေ့တိုင်းနေ့တိုင်းကျွန်မတင်ပြီးနေပါတယ်ဒီနေ့14ရက်ထိရှိပါပြီ58ရက်စလုံးပြည့်အောင်ကျွန်မတင်ပြီးမှာဖြစ်ပါတယ်ดาวเลยจม้าถัดပြီးတော့ပြောပါတယ်เนาะနောက်တစ်ချက်ကတော့จม้าတို့လို့စိတ်ဓာတ်ရာရနေတဲ့လူတွေအတွက်ပေါ့เนาะจม้าကိုယ်တိုင်းဒီပင်လေးစိတ်ဓာတ်ရာမကင်းပါဘူးเนาะจม้าမိသားစုတွေ